โอเคဆိုတော့ကျွန်တော်တို့ project structure အကြောင်းစပြီးတော့လေ့လာကြအောင်ပဲဗောနော်ဆိုတော့ project structure အကြောင်းလေ့လာမယ်ဆိုတော့ကျွန်တော်ပထမဆုံးအနေနဲ့ IDE ကိုဖွင့်ပါမယ်နော်ဆိုတော့ကျွန်တော်တို့ window key နဲ့ R နဲ့ကိုနှိပ်မယ်ပြီးရင်ကျွန်တော်တို့ CMD ဗောနော်ပြီးရင်ကျွန်တော်တို့အာဒီကနေပြီးတော့ဒီ WSL ဖွင့်လိုက်ပါနော် WSL လို့ဖွင့်လိုက်ဒါမှမဟုတ်ရင်လည်းကျွန်တော်တို့ဒီကဒီ lineage ကိုဖွင့်လိုက်ပါနော် Ubuntu ဖွင့်လိုက်ပါနော်ဖွင့်ပြီးရင်ကျွန်တော်တို့အဲ့ဒီထက်မှာအာကျွန်တော်တို့အာ intelligent idea community ဆိုပြီးတော့ရေးလိုက်ပါဗောနော် ကျွန်တော်ဒီနေရာမှာကျွန်တော် Windows Windows ပဲသုံးနေတူอ่ะကျွန်တော်ကျွန်တော်တို့အာ Windows နဲ့ live လုပ်လို့ရပြီပေါ့နော်ဆိုတော့ဥမာကျွန်တော်တို့ဒီအရှိမ Linux tutorial ကြီးခဲ့တဲ့သူတွေနော်ဆိုတော့ Linux commander tutorial တွေလုပ်ခဲ့တဲ့သူတွေကအာဒီ Linux နဲ့လုပ်မှာပေါ့နော်ဆိုတော့ကျွန်တော် virtual box မှာသုံးတာပဲဖြစ်ဖြစ်ဒီ WSL နဲ့သုံးတာပဲဖြစ်ဖြစ်ကိုအဆင်ပြေရနည်းနဲ့သုံးပါမဟုတ်ဘူးကိုက Linux ဒီကို Linux Commander Tutorial ကိုလုံးဝမကြည့်ခဲ့ဘူးเนาะမသုံးနေကြမဟုတ်တဲ့သူသူသာလျင်ကျွန်တော်ပြောလို့မှလဲဆိုတော့ဒီ Windows မှာရှိတဲ့အာဒီ intelligent idea community ကိုကလစ်ပြီးတော့ဖွင့်မယ်ပေါ့နော်ဆိုတော့ okay ဒါအခုကျွန်တော်ဖွင့်တဲ့နေရာကြတော့ Linux ကိုသုံးတတ်တဲ့သူတွေကိုဖွင့်ပြနေပြီဖြစ်ပါတယ်နော် okay ဆိုတော့ကျွန်တော်ကတော့နှိပ်လိုက်ပါပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ဒါဖွင့်လာပြီပေါ့နော် okay ဆိုတော့ဒီမှာကျွန်တော်ကဒီသင်ခန်းစာမှာဒီ project structure နဲ့ကျွန်တော်တို့ဒီ interface အကြောင်းရှင်းပြမှာဖြစ်ပါတယ်နော်ပထမဆုံးနေ project structure အကြောင်းမပြောခင်ကျွန်တော်တို့ဒီ IDE ကတော့အတူတူပဲနော်ဆိုတော့ကျွန်တော်တို့ Mac OS မှာပဲ33 Windows မှာပဲ33 Linux မှာပဲ33အာအကုန်လုံးရဲ့ design နဲ့ interface တွေအတူတူပဲနော်ကျွန်တော်ဒီ course မှာကျွန်တော် WSL ကိုပဲသုံးပြီးသင်ပေးသွားမယ်ကျွန်တော်အရှိအရှိအာအရှိမှာတော့ကျွန်တော် Java ကို Java တင်ထားတဲ့ playlist တွေမှာဆိုရင်ကျွန်တော်ကအာ Windows နဲ့သုံးပြရပါတော့နော်အကုန်လုံးအတူတူပဲ အာတပုံစံနဲ့ပဲဖို့လို့အာကျွန်တော်ကဘာနဲ့ပဲလုတ်ပြလုတ်ပြ live လုတ်တဲ့သူကလုံနိုင်မှာဖြစ်ပါတယ်နော်โอเคဆိုပထမဆုံးအနေနဲ့ကျွန်တော်ဒီဘက်မှာ project ဆိုပြီးတွေးလိမ့်မယ် calling notebook ဆိုပြီးတွေးလိမ့်မယ်ပြီး customize ဆိုပြီးတွေးလိမ့်မယ် plugin ဆိုပြီးတွေးလိမ့်မယ် lang ဆိုပြီးတွေးလိမ့်မယ် lang ကတော့အခုမှစပြီး lang လုတ်မဲ့သူတွေတော့တကယ်တမ်းအဆင်မပြေပါဘူးသူ့ရဲ့ lang လုတ်တဲ့ဒီသင်ခန်းစာတွေကခတ်ပါတယ်ခတ်ပါတယ်ဆိုတော့အာအခုမှစပြီးတော့ကုတ်တော်မသိသေးတဲ့သူအတယောက်အနေနဲ့ lang လုတ်မယ်ဆိုရင်ခတ်တယ်ဘာလို့လဲဆိုတော့ तू ကသူ့ရဲ့ အဲ learning process တွေကဟိုဒီကျွန်တော်တို့ project တိတိလေးခိုင်းတာပေါ့နော် project ဆိုတာဒီကျွန်တော်တို့ task တိတိလေးတွေခိုင်းတဲ့အဲလုံဆောင်ချက်မျိုးဖြစ်ပါတယ်အဲကြောင့်မို့လို့ဒီ learn ကတော့တိတ်အဆင်မပြေဘူးပေါ့နော် beginner တွေအတွက်အဆင်မပြေပါဘူးကျောင်းနောက်ကက plugin မှာ plugin ဆိုတာကကျွန်တော်တို့ရဲ့ဒီ ID သုံးတဲ့အချိန်မှာနော်ကျွန်တော်တို့ဒီ ID ကိုသုံးရတဲ့ UI တွေပိုလှအောင်လို့ပြီးရင်ကျွန်တော်တို့ဒီ ID ရမ်းမှာသုံးတဲ့နည်းပညာတွေပိုပြီးကောင်းအောင်လို့လုပ်တယ်အာနည်းပညာတွေဖြစ်ပါတယ်နော်ဆိုတော့ okay ဒါကြီးတော့ကျွန်တော်နောက်မှ install ဆွဲပါမယ် ဆိုတော့ဒါကြီးခဏ skip ခဲ့မှာပေါ့နော်ဆိုတော့ဒီ plugin ဆိုတာကဘာနဲ့တူလဲဆိုတော့ကျွန်တော် Chrome သုံးတဲ့သူတွေဆိုရင် Chrome မှာ plugin သုံးတယ်ကျွန်တော် Chrome မှာ extension သုံးတယ်လို့မျိုးပဲအာကျွန်တော်တို့ဥပမာ Chrome မှာ ADS ကြီး block ကျင်တယ်ဆိုရင်ကျွန်တော်တို့အာ ADS blocker ဆိုတဲ့ extension တွေသုံးတယ်စသဖြင့်ပေါ့နော်ဥပမာ VPN ကြော်ကျင်တယ်ဆို VPN extension တွေသုံးတယ်အဲဒီလိုလုပ်တယ်လို့မျိုးပဲကျွန်တော်တို့ကဒီ ID သုံးတဲ့အခါမှာဒီ ID E နဲ့ပတ်သက်ပြီးတော့ကိုလုပ်တဲ့ project နဲ့ပတ်သက်ပြီးတော့လိုအပ်တဲ့ဒီအပိုထပ်ဆောင်း feature တွေကိုလိုချင်တယ်ဆိုရင်ကျွန်တော်တို့က plugin တွေသုံးတယ်ပေါ့နော် โอเคအခုကတော့ကျွန်တော်မပြောပြသေးဘူးအာကျွန်တော်တို့ဒီကုတ်ရေးနေနေကျွန်တော်ဒီ plugin တွေကိုတောင်းပြသွားမှာပေါ့နော်โอเคဆိုတော့နောက်တစ်ခုကကျကျွန်တော် customize ပေါ့ဒီဒီဒီရေးနေတဲ့ IDE ကိုအာ design ဟိုကရေးကုတ်ရေးတဲ့ design ပေါ့နော်ကုတ်ရေးနေရတာဘယ်လိုပုံစံမျိုးလေးနဲ့ရေးကျင်လဲဆိုတာမျိုးကိုအာကျွန်တော် customize လုပ်တာဖြစ်ပါတယ်နော်ကျွန်တော်ကသူ့ရဲ့ default ကိုပို့ပြီးတော့ကြိုက်တယ်အရင်ပြင်စရာမလိုအာကျွန်တော်တို့ VS Code တို့ပါလို့ဆိုရင်အရင်ပြင်ရတယ်ပေါ့နော်ဆိုတော့ကိုလိုချင်တာပြန်ပြင်ရတယ်အရင်လှုပ်ရှုပ်တယ် အာဒီမှာကြောင့်အရန်ပြင်ကြမလို့သူရဲ့ default ကိုကအဆင်ပြေတယ်အကယ်၍အရန်ပြင်ခြင်းတပါဆိုရင်ပြင်လို့တော့ရပါတယ်နော်ဒါပေမဲ့ကျွန်တော်တို့ recommend မပေးပါဘူးနော်ပါလို့ဆိုတော့ကျွန်တော်ကိုယ်တိုင်အများကြီးကျွန်တော်လျှောက်ပြီးပြောင်းပြီးသုံးမှုရတယ်ဒါပေမဲ့ default လောက်ပဲရတယ်မအသိပြီးတော့မကောင်းဘူးပေါ့နော်နောက်တစ်ခုက kotlin လို့ပို့ပါဒီဟာတော့ကျွန်တော် java နဲ့တော့မရဘူးပေါ့နော် kotlin programming လေ့လာရအခါကျမှပဲသုံးရတာအဆင်ပြေမှာဖြစ်ပါတယ်ပါလို့ဆိုတော့သူကအနောက်မှာ kotlin နဲ့အာအနောက်မှာ kotlin virtual machine ပေါ့နော် kvm နဲ့ကျွန်တော် run နေတာဖြစ်တဲ့အတွက် နည်းနည်းတော့သိအဆင်မပြေဘူးပေါ့နော်။ Okay ။နောက်တစ်ခုကကျ project ပါ။ဒါတော့ကျွန်တော်တို့အဓိက main နေရာဖြစ်ပါတယ်နော်။ Okay ။ဆိုတော့အာကျွန်တော်တို့ဒီမှာ intelligent idea ကသူက version တွေအမျိုးမျိုးပြောင်းသွားလဲအရင်သိထူးထူးဆန်းဆန်းမရှိဘူး။အာတစ်ခုနဲ့တစ်ခုနဲ့တော့အတူတူပဲပေါ့နော်။ Okay ။ဆိုတော့ဒီအပေါ်ဆုံးကတော့မြင်ပြီကျွန်တော် output လေးမှာကျွန်တော်တို့ setting လေးတစ်ခုထပ်တွေ့ပါသေးမယ်။အဲ setting တွေကျွန်တော်နှိပ်လိုက်တဲ့အခါကျရင်ဒီမှာကျွန်တော်တို့ update လုပ်တာတွေရှိတယ်เนาะပြီးကျွန်တော်တို့ဒီအာကျွန်တော် account login ဝင်တာတွေပါရှိတယ်ပြီးကျွန်တော်တို့ virtual machine option လုပ်တာတွေရှိတယ်ပေါ့နော် okay ဆိုတော့ဒီကောင်လေးအရင်တော့မဆိုင်သေးဘူးဒီရက်မှကျွန်တော်တို့ဆိုင်တာဆိုတော့ကျွန်တော်တို့ဟိုဟို account ဝင်တာလေးတစ်ခုလောက်ပဲဆိုင်မှာပေါ့နော်အဲနောက်ပြီးအဲ့ account ဝင်တဲ့ကိစ္စလည်းဒီမှာတိတ်အရေးမကြီးပါဘူးမဝင်တဲ့ကိစ္စမရှိဘူးပေါ့နော်အာကျွန်တော်တို့ဒီ intelligent idea ကိုဥပမာ android studio တွေသုံးမယ်ဒါမှမဟုတ်ကျွန်တော်တို့ intelligent idea အာကျွန်တော် ် ultimate version သုံးမယ်စသဖြင့်ပေါ့နော်ဆိုတော့အဲ့လိုဟာတွေသုံးမှာပဲ account ကိစ္စအရေးကြီးရပေါ့နော်အခုလောဆရာအရေးမကြီးဘူးနော်โอเคဟုတ်ပြီအဲဒါတော့ကျွန်တော်တို့ပထမဦးဆုံးဒီ ID တွေကိုဝင်လာရင်မြင်ရမယ်ကျွန်တော်တို့ရဲ့ဒီ UI ဖြစ်တယ်ပေါ့နော်โอเคဒီမှာ start taught in java ရဲ့သူကဒီမှာဟိုကျွန်တော် java ရေးမှာဆိုရင်အာဘာကြီးနှိပ်ဘာကြီးလုပ်ပေါ့နော်ဆိုတော့သူကျွန်တော်တို့အာဒါ example လေးလုပ်ပြထားပါเนาะ project project ကြီးစောက်ပြရင်မှာပြီးရင်ကျွန်တော်တို့မှာဘာနှိပ်ပေါ့เนาะဒီနောက်နှိပ်ဒါ project view ပေါ့เนาะဒါ project ကိုမြင်ရပါတယ်ပေါ့เนาะ တော့ဒီနောက်နှိပ်တယ်ဆိုရင်တော့ကျွန်တော်ဒီဒါကို h band လုပ်လိုက်တယ်ဆိုရင်ကျွန်တော်တို့အာ SRC ပေါ့နော် SRC ဆိုရဲ folder တစ်ခုဖြစ်ပါတယ်ပေါ့နော် to view the project source file နေကျွန်တော် project ရဲ့ file တွေကိုကြည့်လို့ရတယ်ကျွန်တော်တို့အာ directory ဖြစ်တယ်ပေါ့နော် okay ဆိုတော့ဒါကိုနှိပ်လိုက်တယ်ပေါ့နော်နောက်ပြီးကျွန်တော်ဒီ binary file တွေကိုကျွန်တော် draw down နဲ့ချလိုက်တယ်ပေါ့နော် okay အဲ့မှာဆိုရင်ကျွန်တော်ဒီမှာ welcome.java ရယ်ပေါ့နော်ဆိုတော့ဒါကိုကျွန်တော် double click နှိပ်မယ်ဆိုရင်ဒီ file ပွင့်လာမယ်ပေါ့နော်ဒါဆိုတော့သုံးပုံသုံးနည်းကိုကျွန်တော် beginner တွေပြထားတာ ဆိုတော့ okay ပြီးရင်တော့ကျွန်တော်တို့ကဒီထဲမှာကျွန်တော်တို့ကဒီ SDK တွေပိုင်းမရှိသေးဘူးဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီ project ဒီ set up SDK ဆိုပြီးတော့ကျွန်တော်ဒါလေးကိုလုပ်ပေးရမှာပေါ့နော်ဆိုတော့ okay ဒါပြီးရင်တော့မယ်သူကဒီမှာကျွန်တော်တို့ကို switch to lan နဲ့နော်အာ lan ဆိုရဲ mode ကိုပြောင်းပါပေါ့နော်ဆိုတော့ကျွန်တော်တို့ဒါသင်ခန်းစာတွေကို lan လုပ်ဖို့ပေါ့ okay ပြီးကျွန်တော်ဒီမှာ set up SDK ပေါ့နော် SDK တွေကိုကျွန်တော် set up လုပ်မယ်ပြီးရင်သူလိုတဲ့ကျွန်တော်တို့ဒါအာ sorry SDK တွေကို set up လုပ်မှာပေါ့နော်ဆိုတော့ကျွန်တော် download JDK ကိုကျွန်တော် download မယ် โอเคပြီးရင် JDK အမျိုးအစားတောင်းမယ်ဆိုပြီးသူကပြောပြရပါဘောနော်โอเคဆိုတော့ဒါပြင်သူကဒီမှာအောက်မှာအာဒေါင်းလုပ်လုပ်နေရပါဘောနော်ဆိုတော့ကျွန်တော်တို့ low at တဲ့ JDK ဆိုတဲ့နည်းပညာလေးကိုဒေါင်းလုပ်လုပ်နေရပါဘောနော်โอเคဆိုတော့ဒါတော့ဒီကျွန်တော်တို့ဒီ intelligent idea ကနေပြီးတော့အာကျွန်တော် user guide ပေါ့နော် user ကို guide လုပ်ပြီးမင်းဘာလုပ်ဘာလုပ်ဆိုပြီးလိုက်ပြနေရဲ့အာနားဖြစ်ပါတယ်ဟောကျွန်တော်ကအသေးစိတ်ထပ်ပြီးရှင်းပြမယ်ဒါကတော့ကျွန်တော်တို့ဒီ intelligent idea ကပြတဲ့ဒီအတိုင်းကျွန်တော်လိုက်ပြီးတော့ဒါသင်ပေးရဖြစ်တယ်ပေါ့နော် โอเคအဲ့တော့ကျွန်တော်ဒီမှာ buy သိသွားတယ်ဆိုတော့ project structure အကြောင်းသိသွားတယ်ပြီးဒီမှာ land လောက်တဲ့အကြောင်းသိသွားတယ်ပြီးရင်ကျွန်တော် seller spk လောက်တဲ့အကြောင်းသိသွားတယ်နော်အာပြီးနောက်တစ်ခုကကျွန်တော်တို့ဒီ project folder ဘလို့ဖွင့်လဲပေါ့နော် file ဘလို့ဖွင့်လဲပေါ့စသဖြင့်ကျွန်တော်တို့အာဒါလေးတည်တော့ပါနော်โอเคဟုတ်ပြီဆိုတော့ကျွန်တော်ဒီမှာ install ဆွဲနေရတယ်ကျွန်တော်ခဏဆောင်းပါမယ်နော် ကျွန်တော်ဒီမှာ download လုပ်ပြီးတဲ့အခါမှာ intersense လောက်တာလေးတွေ့လိမ့်မယ်ပေါ့နော်ဆိုတော့ intersense လောက်တာနဲ့ download လောက်တာနဲ့မတူပါဘူး download လောက်တယ်ဆိုတာကကျွန်တော်ရဲ့ set ထဲကို jdk ကို download လောက်တာ intersense လောက်တယ်ဆိုတာကကျတော့ကျွန်တော်ရဲ့ဒီ project နဲ့ခုနက download လောက်လာတဲ့ကျွန်တော်တို့ jdk နဲ့ကို index လောက်တော့ပေါ့နော်နှစ်ခုတွဲပေးလိုက်တယ်ဆိုတဲ့သဘောတရားမျိုးပါနော် okay ဆိုတော့ပြီးရင်ကျွန်တော်ဒီအခုရှိနေတဲ့ file ကိုကျွန်တော် run မယ်ဆိုရင်ကျွန်တော်ဒီမှာဒီ cloud လေးကိုနှိပ်ပြီးတော့ run လေးပေါ့နော် okay ဆိုတော့ shortcut အနေနဲ့ဆို shift နဲ့ f10 နဲ့ကိုသုံးပြီးတော့ကျွန်တော် run နော် ဆိုတော့ကျွန်တော်က shortcut တိတ်မသုံးပြဘူးဘာလို့လဲဆိုတော့ကျွန်တော်အဲ့ shortcut ကနည်းနည်းလေးအလုပ်ရှုပ်တယ်ဟိုကျွန်တော် keyboard မှာကန်ရတဲ့ shortcut အကွာအဝေးကအရန်အဝေးတာဖြစ်တဲ့အတွက်ကျွန်တော်တိတ်ပြီးတော့မသုံးပြဘူးပေါ့နော် okay ဆိုတော့နောက်တစ်ခုကကျတော့ကျွန်တော်ဒီမှာအာကျွန်တော် break point ညထားလို့ရတယ်ပေါ့နော်ဘယ်နောက်ကိုကျွန်တော်ကအာဒီမှာ break point လုပ်ချင်တယ်ပေါ့နော် debugging လုပ်ချင်တယ်ပေါ့အစားသဖြင့်ပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီမှာ debug ကိုလုပ်ချင် debugging လုပ်ချင်တဲ့အစားအကြောင်းလေးကိုကျွန်တော်တို့ကဒီမှာ click နှိပ်လိုက်ပြီးတော့ကျွန်တော် debug လုပ်လို့ရတယ်ပေါ့နော် ဒီ bug လုတ်တယ်ဆိုတာအဓိကတော့ကျွန်တော်တို့ကဘယ်စာကြောင်းကမှားနေလဲဘာဖြစ်နေလဲကိုကျွန်တော်ကအသေးစိတ်လိုက်စစ်တယ်ဆိုတဲ့ပုံစံမျိုးပေါ့နော်ဆိုတော့ကျွန်တော်တို့ check in လုပ်တဲ့နည်းနည်းပညာတစ်မျိုးပါပဲနော်ကျွန်တော် beginner တယောက်အနေနဲ့တော့ check in လုပ်တယ်လို့ပဲမှတ်ထားလိုက်ပေါ့နော်ဆိုတော့ okay ဆိုတော့ကျွန်တော်တို့ဒီ debugging လုပ်နေ process တွေကိုရက်ချင်တယ်ဆိုရင်တော့ကျွန်တော်ဒီမှာ stop လေးကိုပြန်ပြီးတော့နှိပ်လိုက်အောင်နော်ဒါဆိုကျွန်တော်ဒီမှာအမှားကြီးတွေ့တယ်ပါမှားနေတယ်ပေါ့နော်ဆိုတော့ okay အဲကျွန်တော်တို့ကအဲကျွန်တော်ဒီမှာ dot လေးကိုထည့်လိုက်ပေါ့နော်တော့အာထားပြီးတော့ကျွန်တော်တို့ nash ကိုရွေးပေါ့နော် ဆိုတော့ okay ပြန်ကျွန်တော် order under လေးနှိပ်ပြီးတော့နော်သူပြတဲ့အတိုင်းပဲကျွန်တော်လိုက်လုပ်တယ်ဗောနော် replace with a hand for ဗောနော်ကျွန်တော် under ခေါက်ချလိုက် okay ဆိုတော့ပြီးရင်ကျွန်တော် order under လေးကိုနှိပ်ပြီးရင် replace ပြီး under ခေါက်ချလိုက်ဗောနော် okay order under ထပ်နှိပ်ဒီကောင်ရွေး okay နော် okay ရောက်ဆိုပြီးရင်ကျွန်တော်တို့ press shift to time ဗောနော် shift ကိုနှစ်ချက်နှိပ်မယ်ဆိုရင်အာကျွန်တော်တို့တစ်ခုခုရှာခြင်းနဲ့ဆိုရင်ရှာလို့ရတယ်ဗောနော်ဆိုတော့ကျွန်တော်တို့ uh, slider touch and has been automatically copied. And uh, let's type case the instant of average. Okay. So now we are select the target case action and press under. So target case go to you be under culture. Okay, sorry. Okay, so under culture being general and expect that modifications or so if you are know. Okay. So, the way the marginal balloon is a step by okay. step. They not think being here. The two years step, they နည်းလေးရှုပ်ပါတယ်နော်ဆိုတော့ကျွန်တော်ဒီမှာအာကျွန်တော်တို့ဒီ process မှာသင်ပေးနေရင်းနဲ့ကျွန်တော်ဓာတ်ရီအကုန်လုံးကျွန်တော်ရှင်းပြပေးသွားမှာပေါ့နော်။ Okay ဆိုတော့ဒါကတော့ကျွန်တော် intelligent IDE ကနေပြီးတော့လုပ်ပေးရဲ့ဒါသင်ပုံသင်နည်းဖြစ်ပါတယ်။ Okay နော်ကျွန်တော်နောက်တစ်ခုပြန်သွားရအောင်။ကျွန်တော် project လုပ်ပေးလိုက်ပါမယ်နော်။ Okay ဆိုတော့ကျွန်တော်ကတော့ကျွန်တော်ကိုယ်တိုင်ဒီမှာ project ဆောက်ပြီးတော့ကျွန်တော်အသေးစိတ်ပြန်ပြောပြမှာပေါ့နော်။ဆိုတော့နောက်တစ်ခုအနေနဲ့ကကျွန်တော်တို့ပါလဲဆိုတော့ project အသေးဆောက်မှာပေါ့နော်။ project အသေးဆောက်မယ်။ ဆိုတော့ project ကကျွန်တော်တို့ကနောက်ပိုင်းကျွန်တော် git တို့ github တို့သင်ပေးတဲ့အခါကျရင်တော့ project ကိုကျွန်တော် clone နဲ့နှီးတယ်အာ project ကိုနော်သူများရေးထားတဲ့ project ကိုဖွင့်နေနှီးတယ်ပေါ့နော်စသဖြင့်အဲ့လိုနှီးတယ်ကိုကျွန်တော်တို့နောက်ပိုင်းဆက်ပြီးတော့ပြသွားပြသွားမယ်ပေါ့နော် okay ဆိုတော့ဒီမှာ untitled နေရာမှာ project name တွေပေးမယ်ကျွန်တော်ကတော့ project name ပေးတဲ့အခါမှာကျွန်တော်မှာအသေးအကျဉ်းတစ်ခုရှိတယ်ဘာဖြစ်လဲဆိုတော့ကျွန်တော်က project name တွေကကျွန်တော် folder တစ်ခုထဲကိုသွားသိမ်းမယ်ပေါ့နော်ဒီမှာဆိုရင်ကျွန်တော်တို့ project က intelligent ideas project တွေက untitled ဆိုရဲ့ ပို့တာအောက်မှာရှိပဲဒီနာမည်လေးအတိုင်းရှိပဲပေါ့နော်အဲကျွန်တော်ကဥမာကျွန်တော်ကအခု java သိလာမှာဖြစ်တဲ့အတွက် lang java ပေါ့နော်အဲကျွန်တော် sorry cs android a android days challenge ရဲ့ challenge ရဲ့ java session ပေါ့နော်ဒါဒီလိုမျိုးလေးရေးလိုက်ပါနော်နည်းနည်းတော့ရှိမယ်ဆိုတော့ပြီးရင်ကျွန်တော်တို့ sample code ကိုကျွန်တော်ဖြောက်ခဲလိုက်မယ်ဘာလို့ဖြောက်တယ်ဆိုတော့ sample code ဆိုတာကအခုမှ beginner ကြီးစပြီးသုံးမဲ့ beginner ကြီးအတွက်သူက code လေးကြီးထည့်ပေးထားတာ ဟိုလမ်းလုံးလို့ရအောင်ပေါ့နော်အဲ့ကုတ်ကမလို့ပါဘူးဘာလို့လဲဆိုတော့ကျွန်တော်အကုန်လုံးသင်ပေးမှာဖြစ်တဲ့အတွက်အာဒါကြီးသိစရာမလိုဘူးပြီးတော့ तू ပြထားတဲ့ကုတ်ကိုသွားကြည့်ရင်လည်းနားလည်ချင်မှနားလည်မှာနော်ဆိုတော့ပိုးပြီးစိုးသွားလိမ့်မယ်ဒါကြောင့်မလို့ကျွန်တော်တို့ကမသုံးဘူးပေါ့နော်โอเคနောက်တစ်ခုကကျတော့ကျွန်တော်တို့ဘာလဲဆိုတော့ကျွန်တော်တို့ဒီမှာအာ project location ပေါ့ဆိုတော့အဲ့ဒါတွေအရေးကြီးပါတယ် project location ကကျွန်တော်တို့ तू ကတော့သူ့ရဲ့သူက default အနေနဲ့ပေါ့နော် intelligent idea ထဲမှာအဲ့ဒီ project ကိုပေးထားတယ်ပေါ့နော်โอเคပြီးရင်ကျွန်တော်ဒီနောက်ကဒီနာမည်လေးဒီနာမည်လေးကို तू က ဒီအောက်လေးမှာသူကထပ်ပြီးပေးထားကျွန်တော် location အပေါ်မှာ project location က intelligent idea ထဲမှာရှိတယ်ဆိုပေမဲ့လို့ကျွန်တော်တို့ရဲ့တကယ် project ကဘယ်ထဲမှာရှိပါလဲဆိုတော့ CS Android Days Challenge ဆိုရယ် Java session ဆိုရယ် folder လေးအောက်မှာဟို project က we be created အဲ့နော် project တိစောက်တောင်းဖြစ်ပါတယ်အဲကဲပြီကိုကမကြိုက်ဘူး project ကိုနေရာကြီးပြောင်းကျင်နေဆိုရင်တော့ကျွန်တော်တို့ပြောင်းလို့ရပါတယ်ကျွန်တော်ရဲ့ upload ဆက်တာ lineage WSL မှာသုံးနေတာဖြစ်တဲ့အတွက်ကျွန်တော် WSL ရဲ့ location နဲ့ကိုကျွန်တော်ရောက်တော့မှာဖြစ်ပါတယ်နော်ဆိုတော့ဘယ်ထဲမှာရှိလဲဆိုတော့ home နဲ့က ကျတော့ဒီ linux ရဲ့ folder structure ကြီးอ่ะ home နဲ့ linux ရဲ့ home ထဲမှာရှိမယ်အဲ့ home ထဲမှာကျွန်တော်တို့อ่ะဒီကျွန်တော်တို့ရဲ့ folder နာမည်ကျွန်တော်ရဲ့နာမည်ရှိပါဘောเนาะအဲ့နာမည်အောက်ကကျွန်တော်တို့ဒီမှာ cs sample တွေ challenge ဆိုတဲ့ folder အောက်မှာရှိမှာဘောเนาะ okay ဒါတော့ကျွန်တော်တို့ home directory ကကျွန်တော် linux မှာတုံးတယ်ဆိုရင်ကျွန်တော်တို့အာဒါကျင်းဒီဘောက်တွေ့ရမယ် user user permission ရတဲ့နေရာတစ်ခုဖြစ်တယ်ပေါ့နော် okay ဆိုတော့အဲ့ဒီတမှာ okay ကိုကမကြိုက်ဘူးဆိုရင်နေရာပြောင်းလို့ရပါတယ်နော်ကိုက အာအကယ်၍ Windows 3နဲ့တူဆိုရင် C အောက်ကို C အောက်မှာ project ကြီးကတိစောက်နေမှာဖြစ်တဲ့အတွက် D အောက်မှာ folder တစ်ခုထေချာသွားဆောက်ပြီးတော့ကျွန်တော်တို့ဒါပြောင်းပြီးရွှေ့ခဲ့ပေးပါတော့။ Okay ဆိုတော့ကျွန်တော်ကဒီမှာအာ okay နှိပ်လိုက်ပါဘောနော် okay နော်ဆိုတော့ပြီးရင်ကျွန်တော်တို့ဒီမှာဟာ create git repository ပေါ့နော်ဆိုတော့ကျွန်တော်တို့အဲ့ဒီဟာကိုကျွန်တော်တို့ skip ခဲ့ပါမယ်။ဘာဖြစ်လဲဆိုတော့ကျွန်တော်တို့ git ကိုမသုံးသက်သေးဘူးဖြစ်တဲ့အတွက် အာဒီဟာလေးကိုကျွန်တော်တွဲပြီးတော့မသုံးမသုံးသေးဘူးနော်သူ့စိတ်တော့အရန်လွယ်တယ်ကိစ္စမရှိဘူးနောက်မှကျွန်တော်တို့ထည့်ပြန်ထည့်လို့ရတယ်နော်နောက်တစ်ခါကျတော့ base system base system ဆိုတာကျွန်တော်ဒီ project ကိုတိစောက်တဲ့အပုံစံပေါ့နော်ဘယ်လိုပုံစံနဲ့တိစောက်မှာလဲပေါ့အဲ့ဒီမှာဒီကျွန်တော်တို့ဒီ java asi လောက်လေ့လာမယ်ဆိုရင် intelligent နဲ့ရတယ်မဟုတ်ဘူးကျွန်တော်တို့ကဟို java ee ရဲ့ feature တွေ java မဟုတ်တချို့အာ libraries တွေကိုသုံးကျင်နေဆိုရင်တော့ကျွန်တော်တို့ gradle တို့ maven တို့နဲ့ပါမရမယ်သူတို့နဲ့ download လုပ်မှာပေါ့နော် ဒါပေမဲ့အခုလောလောဆယ်ကျွန်တော်အဲ့လောက်တိမလို့အာဒီကောင်လေးနဲ့တိဆောင်ရင်ကျွန်တော်ရဲ့ folder structure အရင်ရှုပ်တယ်ရှုပ်တယ်ဆိုတာမျက်စိနောက်တယ်လို့ခံစားရလိမ့်မယ်အဲ user ရဲ့ intelligent idea နဲ့ပဲကျွန်တော်တို့သုံးမယ်ပေါ့နော်ဆိုတော့ intelligent နဲ့ safe ရင်ကျွန်တော်တို့ကဘာမှတော့ထူးခြားပြီးပါမလာဘူး intelligent ဆိုရဲ file တွေ define ပါလာမယ်အဲ့ဒါပဲပါမယ်ကျန်တာတွေထူးခြားရမှာမရှိဘူးနော်ဒါ base system ဆိုတာဘာလဲဆိုတော့ဒီ project ကိုတိဆောက်ပေးတဲ့အခါမှာဘယ်လို system နဲ့တိဆောက်မှာလဲပေါ့နော်ကျွန်တော်တို့ဒီ library တွေကိုစီမံခန့်ခွဲတဲ့နည်းပညာတွေအပါအဝင်သုံးပါလေ maven ကိုသုံးပါလား radio တို့သုံးပါလားစသဖြင့်ကျွန်တော်တို့ကိုအာဒါမေးတဲ့နေရာဖြစ်တယ်ပေါ့နော်နောက်တစ်ခုက JDK ပေါ့ JDK ဆိုတာကဘာလဲဆိုတော့ကျွန်တော်တို့ကဒီဒီကျွန်တော်တို့သုံးတဲ့ software ကိုကျွန်တော်တို့ကအာဒီသုံးမဲ့ပေါ့နော်ကျွန်တော်ရေးမဲ့ project မှာသုံးမဲ့ဒါအနောက်ကနေပြီးတော့ run ပေးမဲ့ java နေပညာဖြစ်ပါတယ်နော် JDK ဆိုတာ java development kit လို့ခေါ်တယ်ဆိုတော့အဲ JDK ကိုကျွန်တော်တို့ကဒီ download လုပ်တဲ့နေရာမှာအာကျွန်တော်တို့ကျွန်တော်တို့ set ထဲမှာဘာမှမရှိသေးဘူးဆိုရင်တော့ကျွန်တော်တို့က download လုပ်ရမယ်နော်သူကဒီမှာ register လုပ်ထားတဲ့ JDK ရှိရပေါ့နော်ကျွန်တော်ခုနကတုန်းကကျွန်တော်သူစမ်းပြတဲ့ JDK ကို live download လုပ်တဲ့ဒီမှာကျွန်တော်ဒီမှာတစ်ခုပေါ်နေတယ်ဆိုတော့ဘာမှမတောင်းရသေးတဲ့သူကဒီနေရာမှာဘာမှပေါ်မှာမဟုတ်ဘူးနော်ဆိုတော့အကယ်၍ကိုယ်မှာ download လုပ်ထားတဲ့ JDK ရှိရဆိုရင်ကျွန်တော်တို့အဲ့ဒီ JDK ကိုကျွန်တော်ဒီမှာ @JDK from this ဆိုပြီးတော့ JP လိုက်လို့ရတယ်ဘာမှမရှိသေးဘူးဆိုရင်တော့ကျွန်တော်ဒီမှာ download JDK ဆိုပြီးတော့ကျွန်တော်တို့ဒီမှာ download လုပ်လို့ရတဲ့ JDK အမျိုးအစားတွေအများကြီးပြပါလိမ့်မယ်နော် JDK 20စတောင်ထွက်နေပြီပေါ့နော်ဆိုတော့ light down မယ် နောက်ပြီးတော့ကျွန်တော်တို့ဒီမှာအာပြီးဒီကနေပြီးတော့ကျွန်တော်တို့ဒီ early access ပေါ့နော်ဒီမလိုက်ရေးမှာပေါ့နော် early access JDK are not intended for production use လေနော် in that ကျွန်တော်တို့ဒီ production use အတွက်တော့ကျွန်တော်တို့ရည်ရွယ်ထားတာမဟုတ်ဘူးပေါ့နော်ဒါပေမဲ့အခုကျွန်တော်တို့ကသုံးလို့ရတယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့ကဟို production အထိသွားမှာမဟုတ်ဘူးမဟုတ်သေးဘူးပေါ့နော်ဒါကြောင့်မို့ကျွန်တော်တို့ကရွေးလို့ရပါတယ်နော်အဲက location ပေါ့ဒီ project ဒီဒီ JDK ကိုကျွန်တော်တို့တင်ထားမဲ့ location ပေါ့နော်ဒါပေမဲ့ကိစ္စမရှိဘူးသူပေးတဲ့အတိုင်းပဲကျွန်တော်တို့တင်လိုက်ပေါ့နော် ဆိုပြီးကျွန်တော် slide နေမယ်ပြီးရင် download လုပ်မယ်ပေါ့နော် okay ဆိုတော့ကျွန်တော်ကဒီမှာ download လုပ်မပြရဘူးကြာမှာဆိုတော့ကျွန်တော်ကတော့ခုနက download လုပ်ထားပြီးသား JDK 25ကိုပဲကျွန်တော်ပြန်ပြီးတော့သုံးပါအောင်အဲ့တော့ဒီနေ့မှာ JDK ရအမျိုးမျိုးသုံးလို့ရပါတယ်နော်ဆိုတော့ကျွန်တော်ဒီ JDK အကြောင်းကိုကျွန်တော်နောက်ထပ် session တစ်ခုအနေနဲ့ထပ်ပြီးတော့ရှင်းပြပါဦးမယ်နော်ဆိုတော့အခါတင်ရှင်းပြဦးမယ်ပေါ့နော် okay အဲ့တော့ကျွန်တော်တို့ကဒီမှာရှိပြီးသားကိုပဲကျွန်တော်သုံးလိုက်မယ်ပြီးရင်ကျွန်တော် create နေလိုက်မယ်ပေါ့နော်ဆိုတော့ဒါဆိုကျွန်တော် project data တိစောက်သွားဖြစ်ပါတယ်နော် okay โอเคဆိုတော့ကျွန်တော်တို့ project ကို create လုပ်မှာပေါ့เนาะโอเคဒါဆိုကျွန်တော်တို့ဒါ create လုပ်တာ project တခုရပြီပေါ့เนาะဆိုတော့ဒါကကျွန်တော်ရှေ့မှာဒီ project ကိုကျွန်တော်ဘယ်လိုတိစောက်လဲဆိုတာကိုကျွန်တော်ဒါအသေးစိတ်ရှင်းပြခဲ့တာဖြစ်ပါတယ်เนาะဆိုတော့โอเคဒါကတော့ကျွန်တော်တို့ဒါ project ရဲ့ structure ပေါ့เนาะဆိုတော့ကျွန်တော်တို့အရှိမလဲတခါကျွန်တော်ရှင်းပြခဲ့ပြီပါပြီဆိုတော့ project structure ကဘာလဲဆိုတော့ကျွန်တော်ဒီ folder ကြီးတစ်ခုရှိမယ်အဲ့ဒီ folder နဲ့ folder ကြီးအတွင်းထဲမှာကျွန်တော်ခုနက intelligent idea ဆိုတဲ့ ီပညာကိုအသုံးချလိုက်တာဖြစ်တဲ့အတွက် .idea ဆိုရယ် folder လေးတစ်ခုပါလိမ့်မယ်နောက်က src ဆိုရယ် folder တစ်ခုရှိမယ် .git ignore ဆိုတာရှိလိမ့်မယ်နော်ကျွန်တော်က git ကိုကျွန်တော်ရွေးချယ်ခဲ့တာဖြစ်တဲ့အတွက်ကျွန်တော်စီမှာပါနေရပါဘောနော်ကိစ္စမရှိဘူးကျွန်တော်ပြန်ပြီး delete လိုက်တယ်ဒါအရေးမကြီးဘူးဒီတစ်ခုကအရေးမကြီးဘူးနော်ဒါပေမဲ့အပေါ် dog idea ဆိုရယ် folder ကိုလည်းကျွန်တော်သွားပြီး delete တာဖြတ်တာမလုပ်ပါနဲ့ပြီးတော့နောက်တစ်ခုကကြာတော့ဒီ src ဆိုရယ် folder အောက်မှာပဲကျွန်တော်တို့ရေးသမျှကုတ်တွေနော် file တွေအကုန်လုံးကိုကျွန်တော်ဒီထဲမှာပဲထည့်မှာပါဆိုတော့ကျွန်တော်တို့တခြား access တွေပေါ့နော် library တွေ bari ဆိုရင်တော့ ဒီဒီ folder အောက်မှာထားမှာပေါ့နော်ဒီကျွန်တော်တို့ရဲ့ project folder အောက်မှာထားမှာဒါပေမဲ့ကျွန်တော်တို့ရေးတဲ့ code တွေအာပြီးတော့ကျွန်တော် java file တွေအကုန်လုံးကဒီ src ရမှာပဲရှိမှာပါဒါကြောင့်မလို့ဒီအပေါ်ဟာတွေမျက်စိနောက်တယ်ဆိုပြီးတော့တွားပြီးတော့ဖြတ်မပစ်ပါနဲ့နော်ဆိုတော့မလို့ပါဘူးနော် okay ဆိုတော့ကျွန်တော်ဒီမှာ ui လေးကိုကျွန်တော်နည်းနည်းလေးရှင်းပြလိုက်ပါမယ်ကျွန်တော် ui ကကျတော့ဒီတိုင်းကျွန်တော်တို့အကုန်တိုင်းရှင်းပြတယ်မှတ်မိမှာမဟုတ်ပါဘူးနော်ဆိုတော့ကျွန်တော်လေ့လာရင်းနဲ့မှအာဒါလုံရင်းကြိုင်နေတယ်ဒါမှတ်မိတော့မှာဖြစ်ပါတယ်နော် โอเคဆိုတော့ကျွန်တော်ခုနပြောသလိုပဲဒါက project structure ပေါ့เนาะဆိုတော့ဒါ project ကိုဘယ်လိုပုံစံနဲ့ကြည့်မလဲပေါ့เนาะ package နဲ့ကြည့်မလား project file အနေနဲ့ကြည့်မလားပေါ့စသဖြင့်ပေါ့เนาะโอเคဒီဘက်ကကျွန်တော်တို့ဒီ hamburger menu လေးကိုနှိပ်ချလိုက်တယ်ဆိုရင်တော့ကျွန်တော်အပေါ်မှာရွေးချယ်စရာ option တွေအများကြီးပေါ်လာမှာပါเนาะကိုကမတ်ဖို့သုံးတဲ့သူဆိုရင်တော့ဟိုအပေါ်ဘတ်တောက်မှာဒီဒီ icon လေးရှိပါတယ်နှိပ်လိုက်ရင်ကျွန်တော်တို့ဒီ intelligent idea ဆိုတဲ့ icon လေးဖြစ်ဖြစ်ဒီ hamburger menu ဖြစ်ဖြစ်ကိုကျွန်တော်တို့အပေါ်ဘာမှတွေ့ရပါလိမ့်မယ်เนาะနှိပ်လိုက်တဲ့အခါကျရင်ဒီလိုမျိုးဘာပေါ်လာပါလိမ့်မယ်เนาะပေါ်လာလိမ့်မယ် ဆိုတော့အဲ့ဒီမှာကျွန်တော်သက်ဆိုင်ရာကျွန်တော်တို့ဒီလုံးလို့ရတဲ့နော်ဟို function တွေထပ်ပြီးရောရှိပါတယ်နော် okay ဆိုတော့ကျွန်တော်ဒီမှာကျွန်တော်ကုစားမရေးသေးဘူးကျွန်တော်ဘာစလုပ်တာလဲဆိုတော့ကျွန်တော်ကဒီ project တစ်ခုကိုဘယ်လိုတိစောက်တာလဲပြီးနောက်တစ်ခုကကျွန်တော်ဒီ IDE ရဲ့ဒီ user interface ကိုကျွန်တော်ကဒါ introduction လုပ်ခဲ့တာဖြစ်ပါတယ်နော်ဆိုတော့ okay ဒီသင်္ကန်းစာတက်တော့ပါမယ်နော်